လေးကလုံးကိုကြွန့်ကျင်ထားတဲ့နယ်လို့ဘုံဘုံထင်တယ်။ကံမင်းတရားလူခိုးတာကို သုံးပါဝဏ္ဏဘဝထောင်၌လေးကောင်ဓာတ်မွေနှင်အပ်ပေ၏။ပရမေဗုဒ္ဓမေကောင်းမ၍ဘဝဝဏ္ဏမွေလေးကောင်မှလွတ်အောင်ယုံထွက်ပြေးပါလျက်လီလက်နှင့်ကိုယ်စီဆွဲပိုက်ချည်သည့်လောကီခန္ဓာ၅ပါးဟူသောသူသားများနှင့် ထံဘာကခတက်ခွင်ရှာသည်တနာခေါ်မှတွင်လူသက်တို့ထัจကြမကွာကလည်းပါ၏ရွာပြကြီးနေရှေးချောက်တွေကကိုကိုွယ်မရစိတ်သုံးလာခဲ့တပြားတပ်သားနောက်ဆက်ဘွားသည်၆ပါးအာရဏတောင်းကြံလာခဲ့ဩကလေးသွဲမြစ်ပြင်ကျဲဤဤဝဲဘက်ကြတက္ကာယကမြားလှဘေဘယံရန်သူပြွင့်ဤခြေခမ်းသောမက်ဖောင်ပွဲရှက်လေခြေလက်ဝီရိယကုခမလည်း ဘဝမာကံနေဘူးနှံသို့ကုသံထုတ်ချောက်ဘေးလုံးမြောက်မြီကြိုးထောက်တင်လာပြီတကားမင်းကဆိုရေးနော်ဟိုဘက်ကံမှာဒီလိုပြဿနာတွေဘေးပြန်းတွေမရှိဘူးအပါရဆိုတာနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံအဲ့ဒီနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံကိုရောက်စေတဲ့အလို့ကိုဘာလို့ခေါ်တာတော့ပါရမီပါရမီဆိုတဲ့စကားလုံးလေးကိုရှင်းပြနော် ပါရမီပြီးတော့ပုံညာတံပါရအရာအလုံးပြည့်စည်နေတယ်အနှစ်သာရရှိတဲ့တခုတည်းသောအရာတည်တာလည်းမပြတ်တာအဲ့ဒီမပြတ်တဲ့အရာကဘယ်အရာတုံးဆိုတော့ပါရမီပုံညာတံပါရပုံညာဆိုတာဖြူရှင်တန်ရှင်းတယ်ကောင်းမှုကိုပြောတာပါပဲတံပါရဆိုတာတော့ပြည့်စုံတဲ့သဘောအဆောက်အဦတစ်ခုကောင်းမှုအဆောက်အုံကြီးအဲ့ဒီကောင်းမှုအဆောက်အုံကြီးက နိဗ္ဗာန်ထိရည်ရွယ်ပြီးတော့ပြုထားတဲ့ကောင်းမှုပါရမီထိုက်တဲ့ကောင်းမှုမျိုးကိုပြောတာကောင်းမှုတိုင်းပါရမီထိုက်တာမဟုတ်ဘူးအငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်လိုစိတ်နဲ့တဏှာဖြင့်ဘဝဆင်းရဲတယ်ဘဝကိုစွန့်ပစ်လိုစိတ်နဲ့ပြုတဲ့ကောင်းမှုဒီသာနဲ့ပါရမီထိုက်တာ ဘဝကိုမမောပြီးတော့ဘဝထဲမှာအစဉ်ပြေဖို့ဆိုတဲ့စိတ်လောက်နဲ့နောက်ထပ်ဘဝကောင်းတွေရခြင်းနဲ့ဆိုတဲ့စိတ်ကူးလောက်နဲ့ပြုတဲ့ကောင်းမှုတွေပါရမီမထိုက်ဘူး။ဒါတော့တဲတဲကွဲကွဲနားလည်ရမယ်နော်။ဒါကုလိုရှင်နေဒီဥစ္စာလေးကအခုကုလိုပြုနေတဲ့အချိန်လေးမှာစိတ်ထဲမှာရှင်းရှင်းလင်းလင်းပြက်ပြက်သားသားရှိသေးရမယ်။ဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန်ချနိုင်စေရမယ်ပေါ့နော်။ငါပြုလိုက်တဲ့ကောင်းမှုကပါရမီထိုက်တဲ့ကောင်းမှု ဖြစ်ဖို့အရေးကြီးတယ်။ ပါရမီမထိုက်ဘူးဆိုရင် तू ဟာတခုတည်းသောမပျက်စီးတဲ့အရာတို့သူ့ကိုချီးမွမ်းလို့မရနိုင်ဘူးဒါလေးကိုနည်းနည်းရှင်းပြမယ်ဒါကြမလို့ပုံပေါ်တော့ရိုးရိုးကောင်းမှုတစ်ခုကိုပြုလိုက်တယ်အဲ့ဒီကောင်းမှုဒီကောင်းမှုဖြစ်တဲ့အတွက်ကြောင့်ကောင်းကျိုးကိုဖြစ်စေတဲ့တတ္တိက ရှိပြီးသားဒါသဘာဝတရားရဲ့ဏ္ဍာမဟုတ်လားသို့တော့အဲ့ဒီကောင်းမှုကနိဗ္ဗာန်ကိုမရည်ရွယ်တဲ့အတွက်ကြောင့် လူချမ်းသာ၊ချမ်းသာအရှိတဲ့ဘဝထဲမှာအဆင်ပြေမှုတစ်ခုခုကိုဖြစ်စေမယ်ပေးမယ်ပေါ့တို့တော့သူပေးလို့ရလာတဲ့ဖြစ်လာတဲ့အရာကဘာမျိုးလဲဆိုတော့အနိစ္စမျိုးဖြစ်နေတယ်။ဘာမျိုးလို့မျိုးလို့ဘုန်းကြီးကသုံးလိုက်တယ်နော်မျိုးဟုတ်လားမျိုးဆိုတာသူဒီဟာကဒီတိုင်းဖြစ်မှာလို့ပြောတာတရမျိုးတရပင် ပေါက်တရသီးသီးဟုတ်လား တဲ့ပင်တစ်ခုထဲမှာတောင်မချစ်စုမျိုးဟာမချစ်စုအပင်ပဲပေါက်မချစ်စုအသီးပဲသီးမယ်ဘာပြောင်းလဲမှုမှမရှိအဲ့လိုပဲအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်သူကတေချာပေါက်ပြက်လာဘာနဲ့မှပြုပြင်လို့မရဘူးအဲ့လိုမျိုးသူဖြစ်စေတဲ့အရာကအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ပျက်စီးရတယ်အပျက်စီးပြီဆိုတာနဲ့ကောင်းမှုကတော့ပြုစင်းမှာကိုပဲအနိစ္စသဘောနဲ့ပြက်တယ်ဟုတ်လားကောင်းကျိုးချမ်းသာကိုဖြစ်စေတဲ့တတ္တိကိုမြုပ်နှံပြီးတော့သူပြက်ရတယ် ဲ့ဒီတတ္တိလေးကလည်းပဲကောင်းကျိုးပေးပြီးတဲ့နောက်ပြတ်သွားတယ် လွယ်တဲ့ရှုတော့ကနေဘုံမှာတော့ပြောကြည့်ရင်လေเนาะဘဝဒုက္ခတွေကို မြင်ပြီးတော့ဒီဒုက္ခတွေကငြိမ်းချင်စိတ်ပေါက်ဖို့ဒီဒုက္ခတွေကလွတ်ချင်စိတ်ပေါက်ဖို့ဆိုတာမျိုးလေးတော့တွေးဖို့ပို့ပြီးတော့လွယ်မယ်ပေါ့နော်ဟုတ်လားဆိုကြပါစို့နာကျင်ခံခဲ့နေရတဲ့သဘောကြီးကိုကြိုက်သလားအကြိုက်ဘူးမရှုမလပျက်စီးသွားတဲ့အနေထားကြီးသေသွားတဲ့အနေထားကြီးကိုကြိုက်သလား မကြိုက်ဘူးကိုယ်လိုချစ်ရတဲ့မျက်နှာရတဲ့လူတွေနဲ့ခွဲရတဲ့ကိစ္စကြီးကိုကြိုက်သလားမကြိုက်ဘူးအဲ့ဒီကိုယ်မကြိုက်တဲ့အရာတွေအကုန်လုံးကဘဝမှာရှိနေတယ်ဘလို့မှအဲ့ဒါကိုဖောက်ထုတ်ပြစ်လို့လည်းမရဘူးလှီးဖြတ်ပြစ်လို့လည်းမရဘူးတသားတည်းကိုဖြစ်နေတယ်အဲ့ဒါကိုမကြိုက်ဘူးဆိုရင်ဘဝကိုမကြိုက်မှသာရလိမ့်မယ်ဘဝကိုကြိုက်နေတဲ့မြတ်ကိုကြိုက်တဲ့ဘဝထဲမှာအဲ့ဒါတွေက ပါနေမှာ ်ဒါဘုံဘဝအယိုးရှင်းဆုံးပြောတာနော်ကိုကဘဝကိုကြိုက်ပြီဆိုရင်ဘဝရမယ်ရလာတဲ့ဘဝထဲမှာကိုမကြိုက်တဲ့အရာတွေအကုန်လုံးပါလာတယ်အဲ့ဒါတွေကိုဘယ်နှထားခဲ့လို့မှမရဘူးအဲ့တော့ကိုကကိုပြက်ပြက်သားသားမေကုံထုတ်ငါအဲ့ဒါတွေကိုကြိုက်သလားအဲ့ဒါတွေကိုငါမကြိုက်ဘူးဆိုရင်အင်းအဲ့ဒါတွေဖြစ်စေတဲ့ဒီဘဝကြီးကိုမကြိုက်မှသာရလိမ့်မယ်။ဘဝကိုတော့ကြိုက်တယ်အဲ့ဒါကိုတော့မကြိုက်ဘူးဆိုရင်သူကရှင်းအောင်မညီတော့ဘူးဖြစ်လည်းမဖြစ်နိုင်ဘူး။ ဘွားကိုကြိုက်ပြီးရှင်တော့အဲ့ဒါတွေကိုကြိုက်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 ယူပြီးတော့ပဲဘိုးတော်ကခဏခဏပုံပုံဒီတရားစခန်းမှာတောင်ပြောပြပါတယ်လေခက်ချမ်းချမ်းဥမာလေးတစ်ခုယောက်ျားတယောက်မိန်းမပေါ်မှာအလုံးကိုစိုးချိုးယောက်ျားတွေတောက်ဆမူယူရိုက်နဲ့နှိပ်ဆက်ဒါပေမဲ့ဒီမိန်းမဒီယောက်ျားပြတ်နိုင်သလားဆိုတော့မပြတ်နိုင်ဘူးမပြတ်နိုင်တဲ့မြတ်လေဒီယောက်ျားနှိပ်ဆက်တာကိုသူခံကိုခံရလိမ့်မယ် တော့ဒီယောက်ျားဟိုဘာလို့မပြတ်နိုင်တာတော့ဆိုတော့သူ့စိတ်ထဲမှာကောင်းနေလို့ထင်တဲ့အကွက်ကလေးတွေရှိလို့ပေါ့ဟုတ်လားအဲ့ဒါကိုအကြောင်းပြတော့ तू မပြတ်နိုင်ဘူးမပြတ်နိုင်တော့ तू မကြိုက်မှန်းသိရနဲ့ तू မကောင်းဘူးလို့သိပါလျက်ခဲနဲ့ तू မကြိုက်တဲ့အရာတွေကိုလည်း तू ဟာလက်ခံရလိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီဥမာနဲ့အရန်တူတယ်ဘုန်းဘုန်းတော်ကလည်းပဲအလွန်ဆိုးသွမ်းတဲ့လင်ယောက်ျားကိုမပြတ်နိုင်တဲ့မိန်းမတစ်ယောက်လိုပဲဘဝရဲ့ပုံမှာတန်ရုံးစင်မပြတ်ဘူး ဒုက္ခတွေလို့တိတဲ့ပိုင်းနေအများကြီးရှိတယ်ကြိုက်လည်းမကြိုက်ဘူးဒါပေမဲ့အဲ့ဒါကြီးကိုမကြိုက်ပေမလို့ဒီပြင်ကြိုက်နေတဲ့အပိုင်းကရှိနေတဲ့အခါကျတော့ဘောကရမယ်ရပြီဟေးဆိုတာနဲ့ကိုကြိုက်တာကြီးကွက်ယူလို့မရဘူးနော်ကိုကြိုက်တဲ့လူကကိုမကြိုက်တာတွေပါရောပြီးတော့ရှိနေတယ်ဘယ်လိုလုပ်မလို့အဲ့လိုနားလေရမှာနော်ဘောကိုကြိုက်တယ်ဆိုရင်ဟုတ်တယ်ကိုင်ကြိုက်ရင်ရိုးသားသားကိုကိုနားလေရမယ်ငါဘာလေးကိုကြိုက်နေတာတော့ဘာလေးကိုတော့မကြိုက်ဘူးတော့ ငါကြိုက်တာကိုယူတော့မယ်ဆိုလို့ရှိရင်ငါမကြိုက်တာပါတွဲပြီးတော့ပါလာလိမ့်မယ်ဆိုတာကိုဘုန်းဘုန်းတို့ကမလုပ်ထားမှာတို့နားလည်ထားဒီသဘောကိုပြောတာနော်တပါရမီထိုက်တဲ့ကုသိုလ်ဖြစ်ဖို့အတွက်ဘုန်းဘုန်းတို့တို့ကအဲ့ဒါလောက်လေးတော့အနည်းဆုံးတွေးတဲ့ရမယ်နိဗ္ဗာန်ကိုရှုတောင်းနိဗ္ဗာန်